ရတာရှိပြီးအရန်စားလို့ကောင်းတဲ့ဓာတ်ပုတ်ကလေးကိုကိုအိမ်မှာပဲအလွယ်တကူချက်စားပါမယ်ရှင်။ Hello အားလုံးပဲမြင်လာပါရှင်။ဒီနေ့ကတော့အိမ်မှာဓာတ်ပုတ်လေးချက်စားလို့လုံနီလေးပြန်လည်လာမျှဝေတာဖြစ်ပါရရှင်။အရန်လွယ်ကူရွှေရှင်ပြီးတော့စားရတယ်လေအရန်ကောင်းတာမို့လို့လိုက်လို့စားကြည့်ကြပါဦးနော်။ ဒါကတော့ဓမ္မောက်ထမင်းအတွက်ကိုဟင်းတွက်ကိုသုံးမယ်တချို့ဘူးခောက်ရဲ့နက်နက်ပွင့်နဲ့ကရိုရီယတို့ဖြစ်ပါတယ်ရှင်။ကျမတို့ပဲစင်းကို ready made ပဲစင်းလေးသုံးလိုက်ပါတယ်ရှင်။ပဲစင်းကိုတော့ဘူးတဝက်စာလောက်ပဲသုံးပါမယ်ရှင်။ဒီနေ့ဓမ္မောက်ချက်ရမှာတော့ထမင်းကိုကျမကယူယူပဲချက်ပါတယ်။ငှက်တည်မယ်ပေါ့နော်။အဲ့တော့ထမင်းချက်တဲ့ထဲကိုကရဝေးရွက်ရဲ့နက်နက်ပွင့်ရဲ့တချို့ဘူးခောက်ရဲ့ထည့်လိုက်ပါမယ်ရှင်။ ။ထမင်းကစူပွက်လာတဲ့အနေထားမှာကျမတို့ထမင်းအရင်ကျက်သွားတဲ့အနေထားမှာမချဘူးပေါ့နော်။ထမင်းမကျက်တကျက်အနေထားမှာချလိုက်ပါမယ်ရှင်။အဒီနေထားလောက်ဆိုတော်ပြီပေါ့နော်ဒီနေထားလောက်မှာပဲကျမတို့စကားလေးနဲ့စစ်ထားလိုက်ပါမယ်ရှင်။ဓမောက်ထမင်းလေးကိုကော့ကော့ဆင်းဆင်းလေးနဲ့ပေါ့နော်ထမင်းရှိရှိလေးစားချင်တာမို့လို့ထမင်းကိုငှဲ့တဲခြင်းဖြစ်ပါတယ်ရှင်။ဒီနေရာမှာမိမိကပေါင်းအုပ်နဲ့တဲခြင်းနဲ့ဆိုလဲရပါတယ်နော်။ အဲ့ထမင်းစစ်ထားပြီးွားလို့ရှိရင်ကျမတို့ထောပန်ထမင်းစားစောနှစ်စုံခန့်တော့ကိုပေါ့နော်နည်း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 စီထည့်ပြီးတော့ထမင်းနဲ့ထောပန်တွေကိုရောသမမွေသွားအောင်တည်တည်ချာချာလေးမွေသွားပေးလိုက်ပါမယ်ရှင်။ဒီနေရာမှာကျမထောပတ်ကိုထမင်းစားစောနှစ်စုံစာလောက်ပဲသုံးတာပါတယ်ရှင်။မိမိကထောပတ်ကိုမြမြကြရင်တော့ပိုသုံးနိုင်ပါတယ်ရှင်။အဲ့ထမင်းကုံလုံးကိုထောပတ်တွေနယ်ပြီးသွားပြီးဆိုလို့ရှိရင်တော့ပေါင်းအိုးလေးတွေကိုထည့်ပါမယ်။ထမင်းကိုအကုန်လုံးတစ်ပြိုင်နဲ့ထည့်မထည့်ဘူးပေါ့နော်။ထမင်းလေးအနေနဲ့ထည့်မယ်ပြီးွားလို့ရှိရင်ကျမတို့ပဲစိမ့်လေးပေါ့နော်။ပဲ ယ်စင်းလေးကိုအနေငယ်ထည့်မယ်ပြီးွားရင်စပြည့်ချောင်းနဲ့တီဟိုအနေငယ်ထည့်မယ်ပြီးွားရင်အယောင်ဆိုးစည်းလေးအနေငယ်ထည့်ပါမယ်ရှင်ဒီနေရာမှာကျမတို့ကတော့ထမင်းအယောင်ရဲရဲကြီးတွေပေါ့နော်ဝါဝါထနေကြီးတွေမစားကျင်တာကြောင့်အယောင်ဆိုးဆေးလေးကိုအနှဲငယ်လေးပဲသုံးတာပါရဲ့ရှင်မိမိကဝါဝါထနေလေးချိန်တယ်ဆိုရင်တော့အနှဲငယ်ပိုသုံးနိုင်တယ်ပေါ့နော် ်အရန်အများကြီးတော့မသုံးစီကျင်ပါဘူးရှင်အရောင်အရန်အများကြီးများွားရင်အရတာမှာထမင်းရတာမှာပေါ့နော်ခါတတ်တီပေါသွားမှာဆိုလိုပါရှင်အဲ့တော့ထမင်းကိုတလွာချင်းစီထည့်ပြီးတော့ကျမကပဲစိမ့်လေးထည့်လိုက်ဒီကိုစီထည့်လိုက်စပြည့်ချောက်လေးထည့်လိုက်ပြီးအရောင်လေးထည့်လိုက်ပေါ့နော်တလွာချင်းစီလုတ်သွားပေးလိုက်ပါတယ်ရှင်နှစ်နှစ်ဆက်ဆက်ကလေးဖြစ်သွားအောင်ပေါ့နော်ရတမာထောဘက်ကိုလည်းဒီနေရာမှာအနေငယ်ပဲတုံးထားပါဗျ။အယောင်ကျမုတ်ကိုလည်းအနေငယ်လေးပဲတုံးထားပါဗျရှင်။ ဒီဟိုဇီးတို့စပြည့်ချောက်တို့ကျွန်တော်တို့ပဲစိမ့်တို့တော့ပို့ပြီးတော့တုံးနာလိုက်ပါတယ်ရှင်အဲကျမတို့ကထမင်းကိုငှဲ့တယ်ပြီးမဲ့ပြန်ပြီးတော့နှက်တဲ့အခါကျလို့ရှင်တော့ပေါင်းအိုးလေးနဲ့ထက်နှက်လိုက်မယ်ပေါ့နော် ရထမင်းနေအားလုံးရောသမသွားပြီးပြီးပအဝင်ပစ္စည်းလေးတွေထည့်ပြီးပြီဆိုတော့ဖုန်းလေးအုပ်ပြီးတော့နှက်လိုက်ပါမယ်ရှင်။ချက်သားကတော့ကျွန်မထမင်းအိုးဓာတ်မောက်ထမင်းအိုးပြင်ဆင်နေနဲ့ချက်တာပေါ့နော်။ဒါပေမဲ့ဗီဒီယိုထဲမှာတော့ကျွန်မတစ်ခုပြီးမှတစ်ခုလေးရိုက်ပြချင်လို့ပါရှင်။ရကျမတို့ကြသားရင်ချက်ဖို့ချိုးမုံစနေမုံစာမဆလာငေယောကောင်းမုံနဲ့ငံပြားရီတို့ထည့်ပြီးတော့အရသာတွေအားလုံးနှက်ဆက်သွားအောင်တည်တည်ချက်ချလေးနေသွားလိုက်ပါမယ်ရှင်။အဲကျမတို့ကထံပေါက်ထမင်းတဲကိုတခြားတို့စားတို့မထည့်ထားပါဘူးရှင်။အဲတော့မိမိအား ိုက်နေတတ်တယ်ဆိုရင်ဓာတ်ပေါက်သေးကိုတကြားလိုစားလိုထည့်နိုင်နေပေါ့နော်ကျမတို့ကတော့တကြားလည်းမထည့်ဘူးစားလည်းမထည့်လိုက်ပဲနဲ့ဒီစက်သားမှာပဲအရသာပိုရှိသွားအောင်လို့အရသာတွေကိုတည်တည်ချာချာလေးကဲကဲလေးပေါ့နော်ပူပူကဲကဲလေးနေထားလိုက်ပါတယ်ဒါကတော့ကျမတို့ပထမတရက်ထဲကနေပြီးတော့တပူပေါ့နော်ဘူးတဲ့ထည့်ပြီးရေကဲတရာလေးနှက်ထားလိုက်ပါတယ်ဒါကတော့ဟင်းအနှစ်အတွက်ပြုလုပ်မယ်။ညုတ်သီးစိတ်မှုထဲကိုကျမတို့ချက်သွန်ဖြူထဲမယ်၊ကျင်းထဲမယ်၊ချက်သွန်ဤထဲပြီးတော့ညုတ်သီးအနှစ်ကလေးရအောင်ထောင်းလိုက်ပါမယ်ရှင်။ မြို့တိနှစ်ရပြီဆိုတော့ဒါကတော့စွတ်တွန်နီစီချက်ကလေးလို့ပို့ပေါ့နော်စွတ်တွန်နီစီလီထားလိုက်ပါတယ်ပြီးွားရင်စွတ်တွန်နီကိုကျွတ်ရွာသွားတဲ့အနေထားလောက်ထိကျမတို့ကြော်သွားပြီးလိုက်ပါမယ်ရှင်ဒီစွတ်တွန်နီစီချက်ကကျမတို့စက်သားဟင်းထဲမှာထည့်ချက်ဖို့ပါရှင်ဟင်းအနှစ်မြန်မြန်ရစီရန်အတွက်ပေါ့နော်စက်သားကကျမတို့ကနှစ်ပြီးချက်တာမျိုးဖြစ်တဲ့အတွက်ဒီမှာစွတ်တွန်နီစီချက်ကလေးကိုလည်းတုံးထားပါတယ်ရှင်အဲ့တော့စွတ်တွန်နီလေးကြီးချက်သွားတဲ့အနေထားလောက်ထိကိုကြော်သွားပြီးလိုက်ပါမယ်ရှင် စစ်သွန်နေလေးတွေချက်သွားပြီဆိုတော့ကျွန်တော်တို့စီစစ်ထားပြီးတော့အေးအေးခံထားလိုက်ပဲပေါ့နော်။ဘာဖြစ်လို့ဆိုတော့သူ့ဟာပြီးွားရင်ဟင်းအိုးထဲမှာခြေမှာမို့လို့ပါရှင်။ပြီးွားရင်တော့စီသေးကိုစနွေးမုတ်လေးထည့်ပြီးတော့ခုနကကျွန်တော်တို့ထောင်းထားတဲ့ငလူသီးအနှစ်လေးကိုစီနဲ့ကြော်သွားပေးလိုက်ပါမယ်ရှင်။ငလူသီးနဲ့တွေလုံအောင်ပြောက်သွားတဲ့အနေထားလောက်ထိကိုကြော်သွားပေးလိုက်ပါမယ်ရှင်။ကျွန်မခုနကပြောတဲ့အတိုင်းပဲပေါ့နော်ကျမတို့ကဟင်းအနစ်ထဲမှာအရသာကိုပူပူကဲကဲလေးလုပ်ထားတဲ့အတွက်ဓာတ်မောက်ထဲမှာကျမတို့ချိုးအမ်တခြားတို့ စာတော့မထည့်တော့တော့ဘောနော်ဒီညမှာမိမိစိတ်ကြိုက်ပါရှင်အဲ့တော့ငရုတ်သီးနှစ်ချက်တဲ့ထဲကိုကျွန်တော်တို့တစ်ချက်ပိုးကောင်းနဲ့ကာရိုရွရလေးလည်းထထည့်လိုက်ပါတယ်ပြီးတော့မဆလာလေးပါထထည့်လိုက်ပါတယ်ရှင်အဲ့တော့ကျမတို့ချက်နေတဲ့ငရုတ်သီးနှစ်လေးကငရုတ်သီးနဲ့လုံးဝပျောက်သွားပြီဆိုလို့ရှိရင်တော့ကျမတို့မနေ့ကနေပြီးတော့နှက်ထားတဲ့စသားအိုးတွေကိုကြောင်းပြီးတော့ဒီအနှစ်တွေကိုထည့်လိုက်ပါမယ်ရှင်။ပြီးရင်အိုးလေးတွေကိုရေလေးနဲ့ငယ်ထည့်ပြီးတော့ရေကျင်းလိုက်သေးတယ်ပေါ့နော်။ ပြောရလို့ရှိလို့ရှင်တော့ဒီချက်သားနဲ့ငုံတိနှစ်တွေနဲ့ရောသမသွားအောင်ဇွန်လေးနဲ့တည်တည်ချာချာလေးမှုေသွားပေးလိုက်ပါမယ်ရှင်။ ရုံးဆုံးကျမတို့ဒီလုံးရည်လေးနဲ့ပဲတရေချက်မယ်ပေါ့နော်ဒီလုံးရည်လေးစုပွားတဲ့အနေထားရောက်တော့မှဒီချက်သားလေးကလုံးရည်လေးနဲ့ပေါ့နော်ချက်ပြီးတင်းသွားတဲ့အနေထားရောက်တော့မှထပ်ပြီးတော့ရည်လေးထည့်ပြီးချက်ပါမယ်ရှင်စတီးအိုးနဲ့ချက်နေနေရတယ်ပြင်မပြီးလို့ဒေအိုးနဲ့ချက်လိုက်တယ်ပေါ့နော်အဲ့တော့ပြီးွားရင်ဒီချက်သွန်နေအလုံးသေးလေးလည်းထည့်ထားတယ်ပြီးတော့ကျမတို့ပူစီနယ်ရွက်လေးတွေကိုလည်းကကြီးနဲ့ကိုက်ထားပြီးတော့ဒီဟင်းအိုးထဲကိုပူစီနယ်လေးတွေပါကကြီးကိုက်ထားတာလေးထည့်လိုက်ပါတယ်ရှင် ကျသားဟင်းလေးကအရန်မှွေပြီးစားလို့ကောင်းနေမှာပေါ့နော်။ဖုန်းလေးအုပ်ပြီးတော့ကျမတို့ရေးချက်သွားပေးလိုက်ပါမယ်ရှင်။ကျသားဟင်းအိုးလေးကစူပွက်လာတဲ့နေထိုင်ရောက်ပြီးဆိုတော့ကျမတို့ခုနကြော်ထားတဲ့ချစ်သွန်ကြော်လေးတွေကိုခြေလိုက်ပါမယ်။ကျမတို့အေးခံလိုက်တာနည်းနည်းကြာသွားတယ်ပေါ့နော်။အဲ့တော့ခြေတဲ့နေရာမှာလုံးဝကြည်မွသွားတာမျိုးမဖြစ်ဘူးပေါ့နော်။အမှန်တကယ်ဆိုလို့ရှိရင်အနှဲငယ်လေးအေးခံပြီးတာနဲ့ခြေမွလိုက်လို့ရှိရင်လေချစ်သွန်ကြော်လေးတွေကလုံးဝကြည်မွသွားတာပေါ့နော်။ အခုတော့ကျမတို့အေးခံတာနဲ့နေကြသွားတဲ့အတွက်စစ်တုံးကျောင်းကအကုန်လုံးတော့မကြည်မွသွားပြီမြေကျမတို့ဟင်းချက်တဲ့အချိန်မှာတော့စိန်ပြေနေပြေလေးနဲ့ချက်သွားပြီလိမ့်မယ်ပေါ့နော်အနှစ်များများလေးရစီဖို့တော့ပါရှင်အခုဆိုရင်စစ်တုံးနီလေးတွေကလည်းစစ်တုံးနီဦးလေးတွေကလည်းချက်တဲ့အနေစားရောက်နေပြီပေါ့နော်ဒါပေမဲ့ကျမတို့ဟင်းအရေးဒီထဲမှာထည့်ထားတဲ့ရေးထည့်ထားတယ်ပေါ့နော်ကျမတို့ရေးထည့်ထားတာဒီလုံးဝခန်းပြီးတော့အနှစ်ကြီးပဲကျန်တော့တဲ့အနေထားလောက်ထိကိုချက်သွားပြီလိုက်ပါမယ်ရှင်အခုဆိုရင်တော့မြင်ရတဲ့အတိုင်းပဲပေါ့နော်ဟင်းကအရေးဒီခန်းသွားပြီးတော့ဟင်းကအနှစ်တည်းပဲဖြစ်နေပြီပေါ့နော်ဒီလောက်ဆို င်ရပါပြီရှင်ပြွားရဲ့အချင်းတော့ကတော့ကော်ပီရဲ့ကျမတို့မုံလာဥနီရဲ့ပြီးတော့ရုပ်သီးစိမ့်လေးအနေငယ်လေးခိုက်ထည့်ထားပါမယ်ပြီးတော့ပူစီနဲ့ရွက်လေးလည်းကကြီးနဲ့ကပ်ပြီးတော့ထည့်လိုက်ပါမယ်ချိုးမုတ်ထည့်မယ်စားလေးထည့်မယ်ပြီးတော့သမျိုးသီးနှလုံးလောက်ထည့်လိုက်ပေးပေါ့နော်အဲ့တော့သမျိုးသီးနှလုံးလောက်ထည့်ပြီးတော့ကျမတို့ဒီအချင်းလေးကိုပြုတ်လုပ်ပါမယ်ရှင်အဲ့တော့အီဘီစီရန်အတွက်အချင်းလေးပါထည့်လိုက်တာပါရှင် တချို့ကတော့ဒိန်ငင်လေးပါထဲတုပ်ကြတယ်ရှင်ကျမတို့ကဒိန်ငင်မကြိုက်တဲ့အခါကျတော့လေတမျိုးသီးလေးနဲ့ပဲအချင်းကိုပြူလိုက်လိုက်ပါတယ်ရှင် အချင်းညစ်တဲ့နေရာမှာလည်းလေအချင်းကိုညစ်တဲ့အဲကရိယာလေးရှိရပါတော့အဲ့ဒီဟာနဲ့ညစ်ကြတာဘလို့မှအားမရတဲ့အတွက်ကိုဘသားကိုလက်နဲ့ပဲညစ်လိုက်ပါရဲ့ရှင်အဲ့တော့အချင်းလေးတွေညစ်ပြီးသွားပြီဆိုရင်တော့အရာသားတွေအားလုံးရောသမသွားအောင်တည်တည်ချာချာလေးနေသွားပေးလိုက်ပါမယ်ရှင်ဒီထက်မှကျမတို့မြို့သီးစိမ့်ကိုအနေငယ်ပါလျံလေးပဲထည့်ထားရဲပေါ့နော်အဆက်အရာသားကဲဝိုင်းကျွန်တော်တို့တံပေါက်အရာသားမှာရော့သွားမှာဆိုလိုပါရှင်ကျွန်တော်ကအီဘီလေးပဲဆိုတော့လေ ကဲဒါဆိုလို့ရှိရင်တော့ဓမ္မဋ္ဌမင်းလေးရစားဖို့အဆင်သင့်ဖြစ်သွားပါပြီရှင်။ကြည့်ပါဦးစားချင်စရာလေးနော်။ကျွန်မကအဲထောပတ်ကိုနေထားတဲ့အတွက်ဓမ္မင်းလေးရချက်ချောက်တွတ်တွတ်လေးဖြစ်နေပါတယ်။ပြီးတော့ဘောနော်ဓမ္မောက်ထဲကိုကျွန်မစက်သားတွေမရောပါဘူးရှင်။ကျွန်မဆိုအိမ်မှာကဓမ္မောက်ကိုအနှစ်နဲ့တိုက်တဲ့သူကရှိတယ်လို့ဓမ္မောက်66ခလေးတိုက်တဲ့သူကလည်းရှိတဲ့အခါကျတော့အဲတိုက်နှစ်တန်ရစားလို့ရစီရအတွက်ဟင်းတသက်ဓမ္မောက်တသက်ပေးထားပါရရှင်။ ်မမီမီကဓာတ်ပေါင်းနဲ့စက်သားနဲ့ရောတာကြရင်တော့ရောနိုင်ပါတယ်ရှင်နောက်တော့ floor မှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye